အလဲထိုးပြီးစူကျေးပါတိမ့်ပိုက်သွားတဲ့ထုံးမင်းအောင်ရဲ့ဂုံစရာအောင်ပွဲအလုံးမမင်္ဂလာပါခင်ဗျာ 3K Sport 2.0ကနေဗောရာတို့ပြန်လဲကြိုးဆိုပါတယ်ထုံးမင်းအောင်က Time Fighter ချက်ပတ်ကိုနိုင်ပြီးထိတ်တန်းစင်စီပြန်လာပြီးဆိုတာတတ်သိပြခဲ့တယ်ထုံးမင်းအောင်ကလဲထိုးနိုင်ပွဲရခဲ့တယ်လို့စူကျေးဘတ်3သိန်းခွဲကိုလည်းပိုင်ဆိုင်လို့ပို့ပြီးတော့ဂျေးတန်းစရာကောင်းခဲ့ရပါတယ်ထုံးမင်းအောင်ကဝမ်းမှာပွဲဝင်နေတာကြားခဲ့ပါပြီနောက်ဆုံးတော့ဇာယီဒီနဲ့ပွဲမှာမရှိမလားရှုံးလို့နာမည်ကျတယ်လို့ဖြစ်ခဲ့ရတယ် ဒါမဲ့ချက်ပတ်နဲ့ပွဲမတိုင်ခင်အကောင်းဆုံးပြန်လာမယ်ဆိုတဲ့အတိုင်းပဲထုံးမယောင်အကောင်းဆုံးပြန်လာနိုင်ခဲ့တာပါထုံးမယောင်မတိုင်ခင်ရှေ့ပွဲမှာမြန်မာဖိုက်တာစူပါရီဂျန်လဲရှုံးထားလို့လုံမဏီအားကစားရုံတွေကမြန်မာပြည်သက်တွေကထုံးမယောင်ရဲ့နိုင်ပွဲကိုအသေးအတန်မျှော်လင့်နေခဲ့ကြပါတယ်စူပါရီဂျန်ကဂျပန်ဖိုက်တာမူကာစီတိုကိုအမှတ်နဲ့ရှုံးလို့ပဝေမကြတဲ့မြန်မာပြည်သက်တွေဂုံပြောဆွေးနိုင်အောင်ထုံးမယောင်ကနိုင်ပွဲရယူပေးခဲ့တာပါထုံးမယောင်ရဲ့နိုင်ပွဲကလွယ်လွယ်ကူကူရခဲ့တာမဟုတ်ပါဘူးအကွဲပြဲထိုးပြီးတော့မှထိုင်းတက်သစ်ဆဖိုက်တာချက်ပတ်ကိုအလဲထိုးနဲ့နိုင်ခဲ့တာဖြစ်ပါတယ် ထိုမြောင်ကထိုင်းဗတာချက်ပတ်ကိုတာလုတ်ကလေးကဖိအားပေးဖို့အတွက်စူးစမ်းခဲ့တာပါအရမောင်းအလုံးထဲအားသာချက်ရှိတဲ့ထိုမြောင်ကလိုက်လုံးလိုက်ကပ်ပြီးတော့တိုက်စစ်ဆင်ခဲ့တာပါထိုမြောင်ကထိုင်းဗတာချက်ပတ်ကိုပထမချီစကလေးကလိုက်ကပ်ထားပေမဲ့တိုက်စစ်ကိုဥဆောင်တာကချက်ပတ်ဖြစ်နေခဲ့ပါတယ်ထိုမြောင်ကိုချက်ပတ်ကနင်းချီရီနဲ့ဂျန်ကင်းမော်ထိုင်းကြောင်းကစားနိုင်ခဲ့တယ်လို့ခြေထွက်လက်ထွက်နှေးလုံးနေတဲ့မြန်မာဖိုက်တာလိုက်ပိတ်တာတွေမမိအောင်လဲညာမြင့်ခတ်ချီရီနဲ့တားပြခဲ့ပါတယ်ထုံးမြောင်ကလက်သီးချင်းဆိုရင်ချက်ပတ်ကိုမိမိရအထီးနဲ့တွဲလုံးနေတုံးပြခဲ့တယ် တစ်ချိန်တည်းမှာပဲ full work မမှန်ပဲကျုံသွားတာမျိုးလည်းမြင်ခဲ့ရတာပါဇိုင်းဒီနဲ့ပွဲတော်ကလည်းအဲ့လိုကျုံနေခြေကုပ်မမြဲပဲအားကုန်ထိုးတာတွေကြောင့်အားလုံးအားကြုံတွေကပထမတစ်ချီလုံးမှာစိုးရင်စရာဖြစ်ခဲ့ရပါတယ်ဒုတိယချီမှာထုံးမြောင်ကပထမချီလုံး like က like ထပ်ပေမဲ့ပြိုင်ဘက်လက်သီးထွက်ကိုမဆောင်ဘဲတိုက်ရှစ်ကိုဥဆောင်လာခဲ့တယ်ဂျပန်ညာချီကန်ချက်တွေကို full work ကောင်းကောင်းနဲ့ခုခံထားခဲ့တယ်စိုင်ထိုးပြိုင်ထိုးတွဲလုံးကိုစီသုံးရင်းနဲ့ချက်ပတ်ကောင်းနဲ့စောင့်မိလို့ထုံးမြောင်ဘဲမျက်လုံးနာကွဲခဲ့ရပါတယ်ဒါမဲ့အသေးမှာတဲ့ထုံးမြောင်ကဆက်ပြီးတော့ကစားနိုင်ခဲ့တယ် ဒေါမယောင်ကွဲသွားချိန်မှာချက်ဘက်ကအတင်းဝင်ထိုးလိုက်ထွက်လိုက်လုံနေခဲ့ညာကြီးအမြင့်ကန်ချက်ဝင်ချိန်မှာအချိန်ကြီးစောင့်ထိုးတဲ့ထိုးမယောင်ရဲ့ဘယ်ဖြောင်းမိလို့ချက်ဘက်အထိပြန်လာသွားခဲ့ရတယ်တစ်စက္ကန့်တော့မပြေခင်မှာနောက်ထပ်ဘယ်ဖြောင်းထပ်ထိပ်ပြီးတော့လဲကျသွားလို့ချက်ဘက်အမှတ်စဉ်ရီခံလိုက်ရတော့တယ်ပွဲကအဒီမှာထိုးမယောင်လက်ထဲရောက်သွားပြီးတော့တွဲလုံးနေနဲ့ထပ်ပြီးတော့လိုက်ဖိထားခဲ့ပါတယ်ထိုးမယောင်ရဲ့တိုက်စစ်ကိုချက်ဘက်တောင်းမခံနိုင်တော့ဘဲနောက်တစ်ခါအမှတ်စဉ်ထပ်ပြီးတော့ရီခံရပြန်တယ်ချက်ဘက်အားတင်းပြီးတော့ထားလာပေမဲ့ညာပင့်တရောင်တချို့ကလွဲလို့ရှိရင်ဘာမှမလုပ်နိုင်တော့ နောက်ဆုံးထုံးမြောင်ကတွဲလုံးနေနဲ့အလဲထိုးပြီးတော့ပွဲသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ဒီပွဲနိုင်ကြောင်းထုံးမြောင်ကအပိုစုကြီးဗတ်၃သိန်းခွဲကိုလည်းပိုင်ဆိုင်ရရှိခဲ့လို့ပို့ပြီးတော့ပျော်စရာဖြစ်ခဲ့ရပါပြီ။အခုပွဲစွမ်းရင်ကြောင့်ဝမ်းမှာမျက်နှာပန်းပြန်လှခဲ့ပါပြီ။ထုံးမြောင်တို့အခုပွဲမှာဖြစ်မနေနိုင်ရွားမဲ့ပွဲဆိုတဲ့အတိုင်းပဲလှုပ်ပြနိုင်ခဲ့ပါတယ်။သူကိုယ်သူအကောင်းဆုံးပြင်ဆင်ထားပြီးတော့ပိုကောင်းတဲ့ထုံးမြောင်ကိုမြင်ရမယ်လို့ကတိပေးထားတဲ့အတိုင်းပဲကောင်းလေးလှုပ်ပြနိုင်ခဲ့တာပါ။ထုံးမြောင်ကမြန်မာဖိုက်တာတွေထဲမှာအလုံးစစ်လှပြီးတော့ရမောင်းကောင်းပါတယ်။အလားလာကောင်းတွေကိုပိုင်ဆိုင်ထားတဲ့ဖိုက်တာတယောက်ဖြစ်ပြီး နိုင်ပွဲတွေပုံမှန်ရယူစေခြင်းမိပါတယ်။ဟုတ်ကဲ့ပါဒီဘက်ကတော့လောက်ပဲထုံးမြောက်နိုင်ပွဲနဲ့ပတ်သက်ပြီးတော့ဘော်ရာတို့ကဘလို့မြင်ရှိလဲပြောပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။